အားလုံးပဲမင်္ဂလာပါရှေးဥစွာဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှလည်းကျွန်တော်ကျေးဇူးတော်ကြောင့်ရက်ပေါင်း40အစာရှောင်ဆုတောင်းခြင်းအစီအစဉ်ကျွန်တော်တို့ပါဝင်ခွင့်ရတယ်လွန်ခဲ့တဲ့အချိန်တွေမှာလည်းကျွန်တော်တို့ဆုတောင်းကြတယ်အခုလည်းဆုတောင်းနေနောက်လည်းဆုတောင်းနေအောင်ပါပဲကျွန်တော်တို့ဆုတောင်းခြင်းကို ကျွန်တော်တို့ဖခင်ကနှစ်သက်တယ်တိုးတော်လေးတစ်ခါတည်းမှာကျွန်တော်တို့ဆုတောင်းရင်းနဲ့ကျွန်တော်အခုဆုတောင်းစီစဉ်ဆိုတော့၄နှစ်ကျော်လာပြီဖြစ်တယ် ဟာကျွန်တော်ဒီလောက်ဆူတောင်းလာတာပဲဘာမှမဖြစ်လာဘူးလားတခါလေးကျွန်တော်အာရော့စရာတွေဖြစ်တခါလေးဆူတောင်းရင်းနဲ့ကျွန်တော်ခြေကုံလက်ပန်းကျတယ်တော်ပါပြီကွာထားလိုက်ပါတော့တခါလေးကျွန်တော်ဆူတောင်းဖို့နောက်ထပ်အားမရှိတော့တာဖြစ်နိုင်တယ်ခါလေးလေးကျွန်တော်တို့လုံးဝလက်လျှော့ပြီးမှရက်လိုက်ချင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်နားလေဖို့ကကျွန်တော်ဆူတောင်းခြင်းကိုဖရာခင်ကနှစ်သက်တယ်ဖရာခင်ကအပြည့်ပေးမယ်ဖရာဖြစ်တယ်ဆိုတာပဲဖြစ်တယ် ကျွန်တော်တို့ဆရာတယောက်ကတော့ပြောတယ် Grich Grushel ဆိုတဲ့ပုဂ္ဂိုလ်ကတော့ဗာပြောလဲဆိုတော့ successful people do constantly what normal people do occasionally တို့ပြောတယ်ဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်ကအောင်မြင်တဲ့သူတွေကတော့စင်စက်မပြတ်လှုပ်ဆောင်တဲ့သူတွေဖြစ်တယ်တဲ့ဒါပေမဲ့ပုံမှန်တာမန်လူကတော့ကျွန်တော်အစီအစဉ်တွေရှိမှလှုပ်လေလှုပ်ထားရှိပါတယ် ဆိုတော့ဒီအရာကိုကျွန်တော်စဉ်းစားတဲ့အခါမှာဒီအရာကိုပြန်ပြီး refresh ပြန်လုပ်ကြည့်တဲ့အခါမှာဘယ်လိုမျိုးကျွန်တော်နားလေသဘောပေါက်လဲလို့ပြောရင် successful prayer do constantly what normal prayer do occasionally ဆိုတော့အောင်မြင်တဲ့ shut down ခြင်းကတော့ဘယ်လိုမျိုးလဲစင်ဆက်မပြတ်ကျွန်တော်တို့တောင်းနေတဲ့ shut down ခြင်းဒီအောင်မြင်တဲ့ shut down ခြင်းပဲတို့တော့ကျွန်တော်တို့ပုံမှန်အားဖြင့်ပဲလုပ်နေတဲ့ shut down ခြင်းမျိုးကတော့တာမှန်ပဲ ဖြစ်တယ်အစီအစဉ်တွေရှိမှတစုံတစ်ခုရှိမှတစုံတစ်ခုဖြစ်မှကျွန်တော် shut down တဲ့ဟာက occasionally shut down ဒါပေမဲ့ကျွန်တော် shut down ချင်းပါဖြစ်ဖို့လိုရဲဆို constantly စင်စက်မပြတ်အဆက်မပြတ်ကျွန်တော်တို့မရက်မနာကျွန်တော်တို့အတင်းကို တောင်းဖို့လိုတယ်လို့ပြောတာပါအဲ့တော့အဲ့ဒီတောင်းချင်းကဘာလဲလို့ပြောရင်ကျမ်းစာနဲ့ညီတဲ့ဆုတောင်းချင်းပဲကျမ်းစာကဘလို့ပြောတယ်တရက်တော်သခင်ယေရှုခရစ်တော်ဘုရားကရှင်လုကာခန်းကြီး၁၁မှာ ဥပမာလေးတစ်ခုပြောပါတယ်သူရှိမှာမိတ်ဆွေတူရှိတယ်ဒါပေမဲ့အဲ့ဒီမိတ်ဆွေကတည့်ရတော့ပါဖြစ်လို့ညကြီးအချိန်မတော်မှာသူရှိကိုဧည့်တွေရောက်လာတယ်ဟာဧည့်တွေရောက်လာတဲ့အခါမှာ तू ကဧည့်ခံတာတော့ဟုတ်တယ်သူရှိမှာကျွေးစရာဘာမှမရှိဘူးအဲ့ဒါသူတတိယတဲ့တငယ်ချင်းတယောက်ရှိသွားမှအဲ့ဒီမိတ်ဆွေတယောက်ကိုသွားပြီးမှနှိုးတယ်တကားခောက်ပြီးနှိုးတယ်တငယ်ချင်းကားကိုမုတ်နေနေချီးပေးပါငါရှိမှာဧည့်တွေရောက်လာလို့ငါပြန်ပေးပါမယ်ဟာရတဲ့သူရဲ့မိတ်ဆွေပြောရညအချိန်မတော်ကြီးရောက်လာတော့ ဟုတ်ဘူးငါတို့ကလေးတွေလည်းအိတ်နေပြီငါတို့မိသားစုလည်းအကုန်အိတ်နေပြီသွားပါနောက်မှလာပါငါတို့တော့ပေးဖို့မရှိဘူးပေးပေးပေးခြင်းပေမဲ့ငါတို့ထပြီးလောက်ရမယ့်အရာ ဖြစ်တော့ကြောင့်မပေးနိုင်ဘူးဒါပေမဲ့မလျှော့ဘူးသူကတကားကိုအစ်မပြတ်ခောက်ပြီးမအစ်မပြတ်တောင်းတဲ့ခါမှာနောက်ဆုံးမနေနိုင်ဘူးသူကမိတ်ဆွေကထလာပြီးသူလိုတဲ့မုံကိုချီးပေးတယ်ဆိုတော့အဲ့ဒီအရှိအလေအရှိအလေပိုင်းခေတ္တမှာကျွန်တော်တို့ နားလည်နိုင်တာကကျွန်တော်တို့လူကအိပ်ပြီးဆိုရင်တော့ကျွန်တော်ပြန်ထဖို့ခဲ့တယ်ဘာလို့လဲအပြင်ထွက်ပြီးဆိုကနေကပြန်လာပြန်ဝင်ခြေဆေးရအောင်ပဲတန့်စင်ရအောင်ပဲပြီးတဲ့အခါမှာသူတို့အများစုကတော့တော့အရှိလေဘိုင်းဒီတာမှာကျွန်တော်တို့မိသားစုတွေကစုဖွဲ့ပြီးအိပ်လေရှိတယ်ဆိုတော့တယောက်ထိုင်ကြတဲ့လူအကုန်လုံးနိုးမှာပေါ့သူထတာနဲ့သူဇနီးတွေနိုးမယ်ကလေးတွေနိုးမယ်အကုန်လုံးတော့ရှုပ်ရှက်ကိုခတ်သွားမှာ ဒါကြောင့်မလို့ तू တိတယ်အဲ့ဒီရှုပ်ထွေးသွားမဲ့အမှုတွေ तू နားလေတဲ့ခါမှာပေးချင်ပေမဲ့မပေးနိုင်ဘူးလို့ပြောတာဒါပေမဲ့သူ့ရဲ့မိတ်ဆွေကအဆက်မပြတ်တောင်းတဲ့ခါမှာမနေနိုင်ဘူးနောက်ဆုံးတော့ခုနကသူတို့ဖြစ်နေတဲ့ဒီအခြေအနေထဲကနေအကုန်လုံးထပြီးမှသူလူတဲ့အရာကိုပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ် ဆိုတော့အဲ့ဒါပြီးတဲ့အခါသခင်ယေရှုကပါပြောတယ်ဆိုတောင်းပါတဲ့တောင်းတဲ့အခါမှာရမယ်ရှာပါရှာတဲ့အခါမှာတွေ့တကားကိုခောက်ပါခောက်တဲ့အခါမှာပွင့်မယ်လို့သခင်ခရစ်တော်ကဒါဝိယာနဲ့ပတ်သက်ပြီးခရစ်တော်ကဆုတောင်းခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဘယ်လိုဆုတောင်းရမလဲဆိုတဲ့ attitude ပေါ့ကျွန်တော်စိတ်နေတဲ့ဘောထားကိုဖော်ပြဘယ်လို attitude ရှိရမလဲဆိုစင်ဆက်မပြတ်အားမလျော့ဘဲနဲ့တောင်းရမယ်လို့ပြောတာပါဒီနေ့ကျွန်တော်တို့ဆုတောင်းခဲ့တဲ့အရာတွေကျွန်တော်ရှိပါတယ်နောက်မဖြစ်သေးတဲ့အရာတွေလည်းရှိနေပါတယ် ို့တော့ဒီအရာဒီပုံမှာကြည့်ပြီးအာရော့သွားပြီးတော်ပြီကွာလို့ကျွန်တော်တို့ထားဖို့မဟုတ်ပဲနဲ့ခရစ်တော်တွင်တင်နေတဲ့အခါကျွန်တော်တို့စင်စက်မပြန်ဆုတောင်းမယ်ဆိုရင်ယနေ့ဖခင်ခင်ကကျွန်တော်တို့ကိုဘေးမှာဖြစ်တယ်ဖခင်ခင်ကကျွန်တော်တို့ကိုအစင်တဲ့ရှိပါတယ်ဖခင်ခင်ကျွန်တော်တို့ဆုတောင်းခြင်းကိုနားထောင်တယ်ဖခင်ဆုတောင်းခြင်းကိုနှစ်သက်တဲ့ဖခင်ဖြစ်တယ်ဒါမှမဟုတ်ဆုတောင်းစီတဲ့ဖခင်ကကျွန်တော်တို့ဘက်ကဆုတောင်းနေဖို့ပဲလိုပါတယ် constantly ဘယ်လိုဆုတောင်းမလဲစင်စက်မပြတ်ဆုတောင်းဒါမှမဟုတ် အောင်မြင်တဲ့ဆူတောင်းခြင်းကဘယ်လိုလုံးရလဲလို့ပြောရင်စင်ဆက်မပြတ်ဆူတောင်းခြင်းဖြစ်တယ်။ဒါပေမဲ့တာမန်တော့ကျွန်တော်တို့အချိန်နေအချိန်ခါရှိမှလုပ်တဲ့ဟာပြ။ဒါပေမဲ့ကျွန်တော်တို့အချိန်နေအချိန်ခါရှိမှဒီနေ့ဆူတောင်းတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဒီနေ့ရက်40ဆူတောင်းမယ်ပြီးရင်လည်းဆက်ပြီးဆူတောင်းမယ်ဆက်ပြီးဆက်ပြီးဆက်ပြီးအဆက်မပြတ်ဆူတောင်းရင်သေချာတယ်ဖရာခင်ကကျွန်တော်ရဲ့အတန်ကိုကြားပြီးမှကျွန်တော်တို့တိုင်းနိုင်ငံကိုချမ်းသာပြီးမှဖရာဖြစ်တယ်။ ဒါပေမဲ့အဲ့ဒီအချိန်ရှိပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကမလျော့ဘဲနဲ့အာရုံစိတ်ပြတ်ခြင်းမရှိဘဲနဲ့ကျွန်တော်ဆူတောင်းမှုဖြစ်တယ်ဆိုတာပဲကျွန်တော်တို့ဒီဆူတောင်းခြင်းရေးရကော်မတီအထက်ကကြမ်းချက်က200ချုပ်ခန်းကြီး84ကျွန်တော်အားလုံးသိပါတယ်ငါနာမတိဖြစ်သမုတ်တော်ငါလူတို့ဒီကိုကိုကိုနှိမ့်ချတဖြင့်ငါမျက်နာကိုရှာလျက်ဆူတောင်းပတနာပြုပြီးအတ္တမလန်းကလွဲရှောင်းရင်းငါဒီကောင်းကင်ဘုံတိုင်းနားထောင်ပြီးသူတို့အဖြစ်ကိုဖြေ၍ သူတို့ဖြီကိုချမ်းသာပေးမည်ဖယားသခင်ကပဲချမ်းသာခြင်းပေးနိုင်တာဖယားခင်ကပဲလွတ်မြောက်ခြင်းပေးနိုင်တယ်ဖယားခင်မှာအရာအလုံးကိုပြောင်းလဲစေတဲ့ဖယားဖြစ်တော့ကျွန်တော်တို့ဘက်ကလှုပ်ရမယ်အလုတ်ကပါလို့ဆိုတော့ constantly pray ကျွန်တော်တို့အစဉ်စက်မပြတ်ဆုတောင်းနေဖို့ပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဆုတောင်းခြင်းအောင်မြင်တဲ့ဆုတောင်းခြင်းကဘယ်လိုမျိုးလဲ ရစ်တော်ဘုရားရှိမှာခရစ်တော်အလိုရှိတဲ့စင်စက်မပြကိုရောကို all hit down ခံပြီးမှ suit down ရင်သေချာတယ်ယနေ့အဲ့ဒီ suit down ခြင်းအတန်ကိုဘယ်လိုကြားမလဲဘုရားခင်ကြားပြီးကျွန်တော်တို့ပြေကိုချမ်းသာပြင်မယ်ဒါကြောင့်လေဒီရက်၄၀မှာကျွန်တော်တို့ဘယ်လို attitude နဲ့တောင်းမလဲစင်စက်မပြအာမလျော့ပဲစိတ်မပြက်ပဲနဲ့ယနေ့ကျွန်တော်တို့ suit down ရင်သေချာတယ်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာဘုရားခင်လွတ်မြောက်ခြင်းဧကန်မှန်ပေးမှာဖြစ်တယ်ဆိုတော့ယုံကြည်လေ constantly pray စင်စက်မပြတ် ဆုတောင်းကြဆိုရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေအလုံးပဲမင်္ဂလာပါဒီနေ့ညမှာလည်းကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါအေးကျွန်တော်တို့ဆုတောင်းချက်ဒီကျွန်တော်တို့တခုချင်းစီကျွန်တော်တို့တောင်းသွားမှာဖြစ်ပါတယ်လို့ကျွန်တော်တို့ဘာအတွက်ဆုတောင်းမလဲဆိုရင်နံပါတ်1ကတော့ကျွန်တော်မြန်မာပြည်မှာခံစားနေရတဲ့တော့ဒုက္ခဆင်းရဲခြင်းအများကြီးရှိတယ်။နောက်အထူးသဖြင့်တော့ကျွန်တော်တို့စစ်ပွဲတွေကြောင့်ဒုက္ခခံနေရတဲ့သူတွေအတွက်ကျွန်တော်တို့အရင်ဆုံးနံပါတ်1 ဆူတောင်းมาဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တခြားဆူတောင်းချက်တွေကိုလည်းကျွန်တော်တို့ဆက်ပြီးမှတောင်းသွားมาဖြစ်တယ်ဆိုတာကိုဖော်ပြချင်ပါတယ်ကျွန်တော်စစ်ပွဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ရှမ်းပြည်နယ်မြောက်ပိုင်းเนาะစကိုင်းတိုင်းဒေသကြီးကျွန်တော်တို့ကချင်းပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်เนาะချင်းပြည်နယ်เนาะပြီးတဲ့အခါမှာရခိုင်ဒီဟာအနှံ့ပြားပါပဲကျွန်တော်တိုင်းနိုင်ငံတစ်ခုလုံးမှာဖြစ်နေတယ်ဒီစစ်ပွဲတွေတဲ့နံပါတ်1 ကျွန်တော်အထူးတကားစိတ်နှလုံးပါလျက်ဆုတောင်းကြဆို။တန်ရှင်းမြတ်မြတ်ဆုံးလင်ပြီးသာသမီချင်းငယ်ရောက်တိုင်းကိုချစ်တော်မူသောဂယုနာကျေးဇူးမြတ်တာတော်ရှင်အဖမဆွတ်တော်ဖရာ။ယနေ့ညမှာလေသာသမီတို့အထူးတကားဖရာသခင်ရှေ့မှာတလုံးတဝတည်းဆုတောင်းဖို့အချိန်နာကြီးပြင်ဆင်ပေးလို့ကတော့ကိုကျေးဇူးတင်နေအထူးသဖြင့်မြန်မာပြည်နဲ့အဝမ်းမှာစစ်ပွဲတွေဖြစ်လေရှိပါလေ။ကိုရော့ဖရာစစ်ပွဲဖြစ်လာရင် ။ဒီနေ့အထီးကအားဖြင့်ပြည်သူများဒီနေ့ခြေရွာတော်ရွာမြို့ရွာနေထိုင်တော်သူများအများပြဒုက္ခဆင်းရဲခြင်းခံကြရပါတယ်။ကိုရောဖျားထို့ကြောင့်ဒီနေ့ညမာပြည်ကြီးကိုကိုရောဖျားကယ်လွတ်ခြင်းချမ်းသာ ပေးဖို့အလို့ငါပြည်တော်ကိုလက်တော်နဲ့ဆန့်တော်မူပါကောင်းချီးပေးတော်မူပါသူတို့ဖြင့်တော့ဒီနေ့ရှမ်းပြည်နယ်ဒေတာတခွင်မှာကျွန်တော်တို့ကြောက်မဲတီဘောနံပါတ်2အိုးများစွာသောလူတွေ ဒုက္ခဆင်းရဲခြင်းခံရတယ်ပြည်လွားပုံဆောင်မိမိအဲ့အိမ်ကိုစွန့်ပစ်လျက်မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပစ်ထားပြီးအိုးအသက်လူကပြည်နေရတယ်သူတို့ရဲ့ဒုက္ခဆင်းရဲခြင်းတွေကိုသိမှတ်လျက်ကောင်းချီးပေးတော်မူပါကိုရောဘုရားရဲ့မာဇာခြင်းတွေသူတို့ပေါ်မှာတက်ရောက်စေတော်မူပါ၎င်းပြင်ယနေ့စကိုင်းတိုင်းအလေပိုင်းဒေသတွေမှာလည်းဒီနေ့များစွာသောသူတွေ ဒီနေ့အပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးနေကြရပါတယ်ငိုကြွေးမြက်ရေကျနေကြရပါတယ်ပြည်လွာပုန်းဆောင်နေကြရပါတယ်ထို့သူတို့ရဲ့ဆင်းရဲဒုက္ခတွေကိုလည်းကိုရောရှုမြင်လေကိုရရဲ့ကေတင်ချင်းလက်တော်ဆန့်ကျင်အပြင်ဂျေဇူးနဲ့ဂယုနာကိုတသက်လုံးခံစားရပါမိကြောင်းဘုရားခင်လွတ်ချင်းတရားကိုထိုနေရာမှာဆေလွတ်ရဲ့ကောင်းချီးပေးတော်မူပါ၎င်းပြကချင်းပြင်းနေဝိုင်းမော် ဒေတာမှာစာရွေးကချင်းပြည်နယ်ဒေတာသခွင့်ဖာကန်ပက်ဒီမှာအိုးပြင်းထန်သောစစ်ပွဲတွေကြောင့်ပြည်သူပြည်သားတို့တွေဒုက္ခဆင်းရဲခြင်းခံရကြတယ်ငိုကြွေးမြေကြီးကြာနေကြရတယ်သူတို့ဒီအပေါ်မှာလည်းဖျားရှင်ရဲ့ဂယုနာကျေးဇူးကောင်းကြီးမင်္ဂလာတက်ရောက်ခံစားရရှိစေဖို့ဖျားကောင်းကြီးပေးတော်မူပါကျေးဇူးရှင်သခင်ဖျားလည်းကောင်းပြင်းရခိုင်ပြည်နယ်ဒေတာသခွင့်ပါတော်လည်းကောင်းယနေ့ကရင်ပြည်နယ်ကြားပြည်နယ် အာအတိတအနေအနှံ့ပြမွန်ပြင်းနေမှာဆာ၍ကိုနေရဒေတာပကိုးတိုင်းဒေတာမန္တီတိုင်းဒေတာနော်ဒေတာတော်တော်များများမှာစစ်ပွဲတွေကိုဖြစ်လက်ရှိပါတယ်ယနေ့စစ်ဖြစ်လာရင်ကျွန်တော်များစွာသော ပြည်သူတွေဒီဂျားကယနေ့ဒုက္ခဆင်းရဲခံရကြဒီမှာအမှန်ပဲဖြစ်သောကြောင့်ယနေ့ပြည်သူပြည်သားတွေရဲ့ဒုက္ခဆင်းရဲခြင်းငိုကြွေးမျက်ရည်တွေအလုံးကိုကိုယ်တော်ဖျား ဖြည့်ရှင်းပေးတော်မူပါကိုရောကလွဲလို့တတ်နိုင်တာမရှိပါဘူးကိုရောကလွဲလို့ဖြည့်ရှင်းနိုင်တာမရှိပါဘူးကိုရောကလွဲလို့လွတ်မြောက်စေနိုင်တာမရှိတော့ကြောင့်မြမပြကြီးငိမ့်ချမ်းတာယာဝပြိုးတဲ့တိုင်းနိုင်ငံအဖြစ်သူရောက်ရှိဒီတိုင်းအောင်ကိုရောပဲတတ်နိုင်ဒီတိုင်းကျေးဇူးပြုကောင်းချီးပေးပါမိအချောင်းပြီးတော်ကြီးကိုလက်တော်ကိုအပ်တဲ့အခါမှာမြတ်တော်သခင်ယေရှုနာမ၌ဆက်ကအနန္တတဲ့ဆုတောင်းပတ္ထနာပြုပါ၏မြတ်စွာဘုရားအာမင် ကျွန်တော်ဆက်ပြီးမှဆူတောင်းဖို့ဖြစ်ပါတယ်လို့ကျွန်တော်တို့ဘာအတွက်ဆက်ပြီးဆူတောင်းမလဲဆိုရင်မြန်မာပြည်မှာဒီနေ့ကျွန်တော်တို့ဟိုကျမ်းမာရေးအတွက်ခက်ခဲလေပင်ပန်းလေရှိပါတယ်ဒီချိုနေရာတွေမှာကျွန်တော်တို့ဆေးမရှိဘူးဆေးတွေဝယ်ယူလို့မရဘူးဆေးတင်တွင်းခွင့်မရှိတဲ့ကောင်မှာအော်အများကြီးခက်ခဲတယ်ချို့ဆိုရင်တော့အသက်မဆုံးရှုံးတင့်ပင်နဲ့ဆုံးရှုံးသွားတဲ့လူတွေအများကြီးပဲအ เนาะဒီလူတွေအတွက်ကျွန်တော်တို့ဆူတောင်းရအောင်ကျွန်တော်တို့စေုံစေခန်းတွေမှာစေပြက်လက်မှုတွေရှိတယ်စေုံစေခန်းတွေမှာဆောင်းဝန်တွေအကန့်အသတ်ရှိတယ်အားတစ်ခါလေကျွန်တော်တို့စီကူတာဖို့ငွေကြေးမရှိတော့ကြောင်းနောက်ချမ်းမာရင်းနဲ့အော်ကျွန်တော်တို့တောတောင်ဒေတာတွေမှာမကောက်ဘူးเนาะတောရွာတွေမှာမကောက်ဘူးအခုမြို့ကြီးတွေမှာပင်လေဒုက္ခခံရတယ်เนาะဒီຢာတွေအတွက်ကျွန်တော်ဆူတောင်းပေးရအောင်ကျွန်တော်ဒုတိယတစ်ချက်အနေနဲ့ဆူတောင်းမယ်ဒီຢာအတွက်ကျွန်တော်တို့ဆူတောင်းကြစို့ တန်ရှင်မြင့်မြတ်ဆုံးလင်ပြီးသာနမီကြီးငယ်ရောက်တိုင်းကိုချစ်တော်မူသောဖရာလူသားကိုကိုရောဖန်ဆင်းစားကပင်ဖရာသခင်ဒီကောင်းသောသဘောနှင့်ပြည့်စုံစေပါれသို့တော်အပြစ်တရားဤလောကကိုဝင်တဲ့အခါမှာလူဒီအပြစ်ကြောင့်အပြစ်ရဲ့ဆုံးမမှုဒဏ်ကိုခံရတဲ့အခါမှာအိုခြင်း၊နာခြင်း၊သိခြင်းဆိုတဲ့ဒုက္ခဆင်းရဲခြင်းကိုခံကြရပါတယ်။ထို့ကြောင့်မြန်မာပြည်မှာဒီနေ့ဆင်းရဲချက်တဲမှုနဲ့ဒုက္ခခံနေကြရပါတယ်။အထူးသဖြင့် စေဝါကုသဖို့ရန်အတွက်စေဝါတွေပြက်လန့်နေပါလေ။ယနေ့တင်တွင်းခွင့်တွေမရသောကြောင့်စေဝါတွေမရှိတဲ့အခါမှာတကယ်ပဲတချို့သောသူတွေစေနဲ့အသက်ဆက်နေရတဲ့သူတွေအသက်ဆက်ပြီးမှရှင်သန်နိုင်မှုရန်မဖြစ်ဘဲနဲ့ဝန်ကျင်ဝန်နေစရာအသက်ဆုံးပါနေကြရတဲ့သူတွေလည်းကြားရတဲ့အခါမှာစိတ်မကောင်းစရာဖြစ်ပါလေ။ဇေယုန်ကြီးစေခန်းကြီးမှာစေဝါတွေအကန့်အသတ်ဖြစ်တယ်။ဒါနဲ့မကဘူးဆရာဝန်ကြီးဆရာမကြီးအကန့်အသတ်ဖြစ်တဲ့အခါမှာ ိုရောယင်းညမှာပြည်ကြီးမှာအင်မတန်မှချမ်းမာရေးကဏ္ဍမှာချွတ်ချုံကြလေဆင်းရဲမှုနဲ့ဒုက္ခဆင်းရဲခြင်းထဲမှာတွေ့ကြုံခံစားနေကြရတဲ့လူသားတွေရဲ့ငိုကြွေးမျက်ရည်ကိုသိမှတ်တော်မူပါကင်ဆာယောဂခံစားနေကြရတဲ့နှလုံးယောဂခံစားတဲ့ကြောက်ကတွေးတူစီချူမာဆာကိုရောဖျားကခန္ဓာရဲ့အတွင်ပိုင်းအပြင်ပိုင်းတဲ့အမျိုးမျိုးခံစားနေကြရတဲ့လူသားတွေရဲ့ဒုက္ခဆင်းရဲခြင်းတွေကိုကိုရောကင်မပါ ချမ်းသာပြီးတော်မူပါသူဖြင့်ကိုရောရဲ့လက်တော်တာမရှိကိုရောရဲ့မှန်စာခြင်းတာမရှိကိုရောရဲ့ကယ်လွတ်ခြင်းတာမရှိကိုရောရဲ့ထောက်မှခြင်းတာမရှိယင်းဒီတိုင်းနိုင်ငံတွေဒီယင်းဒီဆုံးရှုံးပျက်စီးခြင်းနဲ့မှပျောက်ကွယ်ဖို့ရှိသောကြောင့်ယင်းဒီမြာပြည်ကြီးကိုကိုရောကယ်မှတနာတော်မူပါကိုရောရဲ့ရွှေမျက်နာတော်လွတ်လျက်အလင်းတော်ကိုလွတ်လျက်ကိုရောဖျားယင်းဒီချမ်းသာခြင်းတကောကိုပြီးခြင်းအပြင်ဒီဒုက္ခဆင်းရဲခြင်းဒီထဲမှာယင်းဒီလူသားတွေရဲ့ငိုကြွေးမျက်ရည်ထဲမှာ ချမ်းမာပဂတိနေသူပြန်လည်၍အသက်ဆက်ရှင်တန်နိုင်ပါမိအကြောင်းယေရှုပြုနိုင်တဲ့တပါးကြီးတော်အရှင်မြတ်တော်အရှင်ယေရှုဘုရားနာမအပြင်ဆက်ကအနံဆုတောင်းပါ၏မြတ်စွာဘုရားအာမင်ကျွန်တော်တို့ဆက်လက်ပြီးမှဆုတောင်းဖို့ညီမပြီးမှကျွန်တော်တို့စီးပွားရေးတွေချက်တဲလာတယ်ခက်ခဲလာပါတယ်နော်တကယ်ကိုခက်ခဲလာပါတယ်စီးပွားရေးတချို့ဆက်ယုံနေပိတ်ပြေးရတယ်အားတချို့အလောက်ကိုင်းနေရှားပါလာတယ်အထူးဖြင့်တော့ကျွန်တော်တို့ အာစီးပွားရေးခန္ဓာမှာအမြဲတမ်းခက်ခဲပင်ပန်းလာတဲ့အခြေအနေကဒီလူသားတွေအတွက်သူတို့ရတဲ့လစာနဲ့ပြရတဲ့အရာက မတန်တဆဖြစ်တဲ့အခါမှာဘလောက်ပဲအလုံလုံလို့အိတ်ပေါင်နဲ့ဖားကောက်တယ်လို့ပဲကျွန်တော်တို့တွေ့ကြုံနေရတဲ့လူတွေရဲ့ညီးတွားငိုကြွေးခြင်းတွေကိုကိုရော့ဖျားကယ်မဖို့ကျွန်တော်တို့ဆူတောင်းရအောင်နောက်တစ်ချက်ကတော့ကျွန်တော်တို့မြန်မာပြည်နာနောက်ဆုံးချက်ဖြစ်ပါတယ်မြန်မာပြည်မှာယနေ့လူငယ်တွေအတွက်ဆူတောင်းပေးရအောင်ကျွန်တော်တို့ အာအချက်လက်တွေကြာကြည့်တဲ့အခါမှာကျွန်တော်လူငယ်တန်းနဲ့ချီတဲ့လူငယ်တွေကညနေညမပြီးကနေအချင်းနေအကြောင်းကြောင်းကြောင်းထွက်ခွာနေကြရတယ်တချို့လည်းအာထွက်ခွာပေမဲ့အဆင်ပြေတာရှိတယ်အများစုကတော့အဆင်မပြေပါဘူးသူများတိုင်းပြည်တွေမှာသူများမြို့ရွာတွေမှာသူများနိုင်ငံမှာသူများတွေရှိမှာအဆင်မပြေပါဘူးเนาะစားဖို့နေဖို့ထိုင်ဖို့ခက်ခဲတဲ့အရာတွေအများကြီးရှိတယ်တချို့လူငယ်တွေဆိုတော့မိဘတွေနဲ့ခွဲခွာ ပြီးပျက်စီးနေတဲ့ ပျက်စီးသွားရတဲ့လူတွေလည်းအများကြီးကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့တကယ်ပဲမြန်မာပြည်ကြီးမှာစီးပွားရေးပြန်လည်အင်အားကောင်းတောင့်တင်းလာနိုင်ဖို့နော်လူငယ်လူရွယ်တွေတကယ်ပဲအနာဂတ်အတွက်မျိုးဆက်တစ်တည်းတကယ်ပဲပျောက်ဆုံးပျက်စီးသွားတဲ့ဟာမျိုးမဖြစ်စေဖို့ကျွန်တော်ဒီရအတွက်လည်းကျွန်တော်တို့နောက်ဆုံးအချက်အနေနဲ့ဆူတောင်းကြစို့။တန်ရှင်းမြင့်မြတ်ဆုံးလေးလူသားအပေါင်းတို့ကိုချစ်တော်မူသောခြေဆုရှင်သခင်ဖျား မြမပြီးကိုကြည့်တဲ့အခါမှာအဖက်ဖက်မှာ အားရစရာ မရှိပါအထူးသဖြင့်စီးပွားရေးနယ်ပယ်ကိုကြည့်တဲ့အခါမှာစီးပွားရေးဒီကဘာရဲ့အဆင့်တတ်မှတ်ချက်ရအဆိုးဆုံးအခြေအနေထဲမှာရှိတယ်ဆိုတာကိုမြင်ရတော့ကြောင့်စိတ်မကောင်းယုံကလွဲလို့တောင်းမိတော့မတန်နိုင်ပါတို့တော့ကိုတော်ဘုရားဒီယနေ့တိုင်းနိုင်ငံကြီးကိုကယ်မချမ်းသာပေးတော်မူပါကယ်လွတ်ချမ်းသာပေးတော်မူပါယနေ့အဲငွေကြီးအစမတန်ကြာစင်မှုက သူတပြေကုံစင်းလုံးအစမတန်တက်လာတဲ့ခါမှာစားဖို့နေရင်းနဲ့ရတဲ့လစာတွေဒီမလုံလောက်မှု ဖြစ်လာတဲ့ခါမှာလူတွေအတွက်အင်မတန်မှခက်ခဲတဲ့စိန်ခေါ်မှုတွေဖြစ်လာပါတယ်ကိုရောဖရာတိုင်းနိုင်ငံကိုကောင်းချီးပေးတော်မူပါအလုတ်ကိုင်းကြီးရှားပါလာတဲ့စိတ်ယုံတွေပိတ်ကုံတဲ့အိုးမြို့မြို့သော စိန်ခေါ်မှုတွေထဲမှာနေ့ရက်တိုင်းအသက်ရှင်တန်ရကြတဲ့လူသားတွေရဲ့ဒုက္ခဆင်းရဲခြင်းတွေကိုကိုရောတိမှတ်လျက်ကယ်လွတ်ခြင်းကကိုရောမဆာတော်မူပါ ထူးသဖြင့်ဖာမစ်စွာတော့ဘုရားရှင်ညမပြီမှာရှိတဲ့လူငယ်များအားလုံးအတွက်ကိုရောဘုရားတတိယလည်းဆုတောင်းပါတယ်ထူးသဖြင့်မြို့မြို့သောအခြေအနေတွေကြောင့်လူငယ်များပြီပြည်တွင်းကနေပြည်ပကိုထွက်ကွာတဲ့တခြားသောနေရာတွေကိုရွှေ့ပြောင်းသွားလာလှုပ်ဆောင်ကြတဲ့အခါမှာအစင်မပြေမှုတွေများပါတယ်စိန်ခေါ်မှုတွေများပါတယ်လူငယ်တွေဒီသားမီးတွေရဲ့အနာဂတ်ဖြစ်ပါတယ်လူငယ်တွေဒီနိုင်ငံရဲ့အနာဂတ်ဖြစ်တော့ကြောင့်ဒီအနာဂတ်ကို ကိုရောဖျားဒီစိုးပိုင်တော်မူသည့်အတိုင်းလူငယ်များကိုကိုရောကင်မပါရှိတဲ့နေရာမှာကိုရောကောင်းကြီးပေးပါပျက်စီးပျောက်ဆုံးခြင်းမဟုတ်ဘဲနဲ့တိဆောက်ပြုပြင်ခြင်းကကိုရောဖျားပြင်ဆင်ခြင်းအဖို့လို့ငါဖြစ်စီပါဒီနေ့လူငယ်လူငယ်များအားလုံးကိုလုံခြုံစေပါ လူငယ်လူငယ်များအားလုံးရဲ့မိဘတွေမိသားစုတွေကိုကိုရောနှစ်သိမ့်ပါခွန်အားပေးပါဒီနေ့ဝမ်းမြောက်စရာအကြောင်း ဖြစ်စီပါ ပြည်မြမပြည်ကြီးမှာလူငယ်တွေကြောင့်တော့ပြိုရွယ်တဲ့ အသက်တာတွေအားဖြင့်ဆိုရင်ပူပိုင်ကြောက်ရွံ့တုန်လှုပ်ခြင်းနဲ့ညရဲ့တိုင်းဖြတ်ကျော်နေတဲ့ဒီအမှုသေးကနေအမြန်ဆုံးလွန်မြောက်နေမြမပြည်ကြီးအေးချမ်းသာရာဝပြောပြီးအင်မတန်မှပျော်ပွေရာကောင်းတဲ့တိုင်းနိုင်ငံအဖြစ်သူရောက်ရှိတဲ့အောင်ကိုတော်တပါးတာလင်းမှစနိုင်နေဆိုတော့ကိုယုံကြည်သောကြောင့်ကိုတော်လက်တော်မှာအနန္တရဲ့ယင်းဒီမြမပြည်ကြီးရဲ့အမှုအရေးရာကိစ္စအားလုံးကိုကိုတော်ပဲတာဝန်ယူဖြေရှင်းနဲ့မှစကျေးဇူးပြုကောင်းကြီးပေးပါမိကြောင့် မြတ်တော်သခင်ယေရှုနာမနဲ့အလုံးစုံတဲ့စက္ကန့်အတိုင်းချီးမွမ်းဆုတောင်းပတ္ထနာပြုပါ၏မြတ်စွာသောဘုရားအာမင်耶稣，你阿主。 ုံးမာသုတိဖြစ်တော်မူသောအနန္တတကုရှင်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာမကုံမဆုံးနိုင်တဲ့သားတော်ယေရှုခရစ်တော်ဘုရားရဲ့ခြေဆုတော်နဲ့နေ့စဉ်နဲ့မြလန်းပြခြင်းပို့ဆောင်ခြင်းကောင်းကြီးပေးခြင်းနှစ်သိမ့်ခြင်းဝမ်းမြောက်စရာဖြစ်စေသောတန်ရှင်းတော်ဝိညာဉ်တော်ဘုရားရဲ့မိသားဖွယ်ခြင်းတို့ဒီယနေ့ကိုရောကိုကိုကိုွယ်လက်ရှိတဲ့ကျွန်တော်ကျွန်မအရောက်စီတိုင်းနဲ့ဆုတောင်းပတနာပြုတော်သူအရောက်တိုင်းတော်ပေါ်မှာတော်၎င်းယနေ့သားသမီးတို့ရဲ့တိုင်းနိုင်ငံပေါ်မှာတော်၎င်းယခုမှစ၍ကာလအမြဲတည့်ရောက်လျက် တီရှိလျက်တည်နေပါစေတော်အာမင်အာမင်အာမင်